င်္ဂလာပါရှင်ရမ ्या အစီကျုနိုင်ငံရေးသူတေသနာဌာနနဲ့လွတ်လပ်သောမွန်တဲ့အေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငင်းချေးရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့တရုတ်တမရနဲ့စစ်ရှုံစစ်ကောင်စီတို့ပူးပေါင်းသောငင်းချေးရေးခီးစင်ဟာရေရှည်ငင်းချေးရေးတရက်ဖြစ်နိုင်ပါသလားဆိုတဲ့အကောင်းဆင်နဲ့ကျွန်မနုံတဲ့ကပြောပြပေးတော့မှာပါ ုံသက်ချက်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့သုံးပြန်ဆောင်ရွက်မှုအခမ်းအနားတွေကိုကနဦးတင်ပြပေးမှာဖြစ်ပါတယ်။မြန်မာငြိမ်းချမ်းရေးအတွက်ထိုင်းနိုင်ငံအနေနဲ့ထိုင်းဥဆောင်ချိန်တန်ပြီးလို့တရားမျှတမှုပါတီ Fair Party မှထိုင်းလွတ်တော်အမတ် Mr. Kanawi က၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာမေလ12ရက်နေ့2025မှာရေးသားတိုက်တွန်းထားပါတယ်။ စကိုင်းတိုင်းဒီဘဲရင်မြို့နယ်ရှိစာတင်ကျောင်းလေးချောင်းပုံကျဲမှုဟာမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေမရက်တတာကိုပြသနေကြ။၎င်းကထောက်ပြထားတာပါ။ဒါကြောင့်ထိုင်းနိုင်ငံအနေနဲ့မြန်မာငြိမ်းချမ်းရေးတည်ဆောက်ရမှာတက်ကြွတဲ့ဥဆောင်မှုဖြစ်ဂျာဝင်ဖို့အပြုသဘောဆောင်တဲ့ထိတွေ့ပြောဆိုမှုတွေမှာပါဝင်ဆောင်ရွက်တဲ့ကြောင်းအဲ့ဒီလိုမပြုလုပ်နိုင်ဘူးဆိုရင်မြန်မာအရေးဟာထိုင်းနိုင်ငံအပေါ်အပါဝင်တယောက်မှုတွေမြောက်ရှိလာလိမ့်မယ်လို့ချိန်မြင့်သုံးသပ်ခဲ့ကြပါဗျ။ ထိုင်းနိုင်ငံဟာမြန်မာစစ်တပ်နဲ့ဆက်ဆံရေးထိခိုက်မဲ့အခြေအနေအတွက်စိုးရိမ်နေမှုဟာထိုင်းရဲ့အကျိုးစီးပွားတွေအပေါ်တက်ရောက်မှုတွေကြုံတွေ့နေရပါတယ်။ အဲ့ဒီလိုပဲစစ်ဘေးဒုက္ခသည်ပြည်တနာနိုင်ငံဖြစ်ကျော်ရဆွေးမှုတွေလိမ့်လည်မှုလူကုန်ကူမှုမှုရစေဝါစတဲ့ကိစ္စတွေတဖြည်းဖြည်းကြီးထွားလာလျက်ရှိနေပြီးရုရှားကတိဆောက်ပေးမဲ့နျူကလ িয়ার ဆွေးအင်လျက်စစ်ဓာတ်အပိစေယုံဟာလည်းထိုင်းဒေသတွေလုံခြုံရေးအပေါ်ဓာတ်ရိုက်တက်ရောက်မှုရှိကြောင်းကိုလည်းရေးသားထားပါတယ်ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံနဲ့နယ်နိမိတ်ထိစပ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးမြန်မာပြည်ဆက်အနာရှိအာနာသိမ့်ပြီးနောက်ပိုင်းရွှေ့ပြောင်းအလုတ်သမားအများဆုံးတော်ရောက်နေထိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ် ဒါပြင်စကိုင်းပြည့်ရွက်ကျော်ငလျင်လှုပ်ခြင်းဟာမြန်မာနိုင်ငံအပြင်ထိုင်းနိုင်ငံမှာလည်းငလျင်လှုပ်ခတ်မှုရှိခဲ့ပါတယ်။ အလာဒူရှမ်းပြည်နယ်ရှိ Cot River တခြားတရုတ်ကုမ္ပဏီဟာမိုင်းဖောက်ရွှေသူဖော်ရေးလုပ်ငန်းတွေဆက်လက်လုံဆောင်နေတာကြောင့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်အပေါ်စိန်ခေါ်မှုတွေရှိလာပြီးထိုင်းမြန်မာနယ်စပ်ရှိကျေးရွာတွေနဲ့ဇီဝကေဟစနစ်များစွာအပေါ်တရားမှုရှိနေစေဖြစ်တာပါမြောက်လိုက်ဦးဆောင်တဲ့လင်းနေကျော်စစ်အာဏာရှင်စနစ်ဟာမြန်မာနိုင်ငံမှာတဘာဝဘေးဆိုင်ရာတဖြည်းဖြည်းပုံမဖြစ်ပွားလာပြီးမြန်မာပြည်သူလူထုများလည်း၎င်းရဲ့တက်ရောက်မှုတွေကိုယနေ့အထိရင်ဆိုင်နေရတာပါ တရုတ်သမ္မတရှီကျင်ဖျားအာဏာတိုင်းစစ်ကောင်ဆောင်ဘူဇုံမူကြီးမေအောင်လိုင်ကိုမော်စကိုမှာရှိတဲ့ Solax Hotel မှာလက်ခံတွေ့ဆုံပြီးဘေကျင်းအနေနဲ့နေပြည်တော်ကိုပုံဩထားကြောင်းလူသိရှင်ကြားပြသခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာသမ္မတရှီကတရုတ်ရဲ့ကဘာလုံးဆိုင်ရာအဆိုပြုချက်၃ခုမှာမြန်မာရဲ့အကျိုးစီးပွားကိုထည့်ထားပြီးနိုင်ငံပြည်သူတွေအတွက်အကျိုးစီးပွားတွေပို့ဆောင်ကြီးတော်မယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံတွေကသရုပ်လူမျိုးတွေရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားတွေကိုလက်တွေ့ကျအမခံပေးဖို့သရုပ်သမ္မတကအထက်တတိပေးထားပါဗျ။ တရုတ်သမ္မတရှီကျင်ဖင်ဟာတရုတ်မြန်မာနှစ်နှစ်ကအတူတကွအဆိုပြုခဲ့ကြတဲ့ညဉ့်ချင်းစွာအတူရှင်သွဲနေထိုင်ရေးမှုကြီး၅ရက်ကိုပြန်လည်ဖော်ကျူးနေတယ်လို့ BBC သတင်းအရင်းမြစ်မှာဖော်ပြထားပါဗျ။အဲ့ဒီတွေ့ဆုံပွဲမှာတရုတ်နိုင်ငံအနေနဲ့မြန်မာကိုအေးချမ်းတည်ငြိမ်ပြီးကြော်ဝချမ်းသာတဲ့အိုင်နီချင်းအဖြစ်အေးတူပူမြတိုက်ဝန်တည်ဆောက်မှုကိုနှက်ဆိုင်စွာဖော်ဆောင်သွားမယ်လို့သမ္မတရှီကပြောခဲ့ကြောင်းတရုတ်နိုင်ငံပိုင်းဆင်ဟာသတင်းဌာနကဖော်ပြထားတာပါ။ဒါပြင်မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာလွတ်လပ်မှုနှက်မြပိုင်းနဲ့ပြည်ဆောင်မှုနိုင် င်ငံတော်တည်ငြိမ်မှုပြည်တွင်းနိုင်ငံရဲ့လုပ်ငန်းစဉ်တည်ငြိမ်သစ်လျော်စွာဖော်ဆောင်မှုတွေကိုတရုတ်နိုင်ငံကထောက်ခံအားပေးနေကြောင်းရှီကျင်းဖြစ်ကလူသိရှင်ကြားကြေညာထားတာကိုလေ့လာတွေ့ရှိရပါတယ်စေကောင်းစီဟာမူဆယ်105မိုင်ကုန်းတွယ်စခန်းအပါဝင် ရှမ်းမြောက်ကအဓိကကျတဲ့နှစ်နိုင်ငံကုန်းတွယ်စခန်းများရဲ့နေ့စဉ်ကုန်းတွယ်တန်ဖိုးအမေရိကန်ဒေါ်လာ6တန်ခွဲကျော်အထိရခင်ကရရှိနေခဲ့ပါတယ်။ တစ်တုံရနှစ်ခုစစ်စင်ရေးထိုးစစ်ကြောင်းရက်ဆိုင်တော့ခဲ့ရတဲ့အတွက်စစ်တပ်ကမန္တလေး၊လာရှိုး၊မူဆယ်ပြည်အောင်စုလမ်းမတခြားကမြောက်ပိုင်းညီနောင်အဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ် KIA တို့အပိုင်းလိုက်ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုလိုအပ်နေတာကြောင့်တရုတ်အစိုးရအကူအညီနဲ့ခြေလှမ်းပြင်နေတာပါစစ်တပ်နဲ့မြောက်ပိုင်းညီနောင်တို့ညှိနှိုင်းခဲ့တဲ့ကုမင်းဆွေနွေပွဲမှာတရုတ်အစိုးရကနက်ဆက်ကုံတွယ်လမ်းကြောင်းပြန်ပွေဖို့အချက်တွေကိုကင်ဆွဲပြီးဆွေနွေပွဲဥဆောင်ခဲ့ပါတယ်။ရလတ်အနေနဲ့အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် ရမခရှိတဲ့လာရှုံမျိုးကိုတရုတ်အကူအညီနဲ့ရှစ်လအကြာမှာတနက်တန်တစ်ချက်မထွက်လိုက်ရပဲစစ်တပ်ဘက်ကပြန်လည်ရရှိခဲ့တာပါ။ တရုတ်နဲ့မြန်မာနှစ်နိုင်ငံအစိုးရချင်းသဘောတူထိန်ချုပ်မှုနဲ့လက်ပတ်နေတယ်။ကုံသွယ်ရေးစစ်ခမ်းတွေကိုမြောက်ပိုင်းမဟာမိတ်တွေရဲ့လက်ထဲရောက်ချိန်မှာတရုတ်ဘက်ကကုံသွယ်ရေးတွေရက်ဆိုင်ခဲ့ရပြီး2024ခုနှစ်ဒီဇင်ဘာလတရက်နေ့ကစပြီးမူဆယ်မြို့ကစင်ပြူဂိတ်အပအဝင်နက်ဆက်ဂိတ်အချို့မှာကုံသွယ်မှုပြန်စတင်မယ်လို့တရုတ်ကကြေညာခဲ့ပြီးအဲ့ဒီကြေညာချက်ထဲမှာစစ်ကောင်စီနဲ့တရုတ်နှစ်ဖက်ခွေ့ပြုမိုက်ပါမှကုံသွယ်ခွေ့ရရှိတဲ့အပြင်အခြားသောကတ်သက်ချက်တွေလည်းထပ်သွင်းခဲ့ပါတယ်။အဲ့ဒီကုံသွယ်ရေး အခြေအနေဟာတရုတ်ဘက်လိုအပ်နေတဲ့အကုန်စီအချို့ကိုသာတင်ပို့ဖို့ပြန်ဖွင့်ခဲ့တာဖြစ်ပြီးတရုတ်ဘက်ကအေးခဲတဲ့အသားတွေနဲ့လူသုံးကုန်ပစ္စည်းတွေကိုမြန်မာဘက်ကို ပြန်ပို့ဖို့ကြေညာချက်တွေမှာပိတ်ပင်ထားခဲ့တာပါတတုံရနှစ်ခွန်စစ်စင်ရေလိုင်းနှစ်ခုအတွင်မူဆယ်မိုင်းရယ်နဲ့တန်ရံမြို့အပြင်ကြန့်ရှိတဲ့ဒေသတွေကိုမြောက်ပိုင်းညီနောင်နဲ့မဟာမိတ်တပ်တွေကထိန်းချုပ်ထားပါတယ်။ နေဆက်ကအကြီးဆုံးကုံသွဲရေးစခန်းဖြစ်တဲ့ချင်းရွှေဟော်နဲ့မူဆယ်105မိုင်ကုံသွဲရေးစခန်းအပြင်ကျင်းစန်းကြော့ဂိတ်ကျူကောက်ပန်းဆိုင်ဂိတ်တွေကိုလည်းကုတ်ကတ်တက်ကထိန်းချုပ်ထားဆဲဖြစ်ပါတယ်။မန္တလေးမြို့ကနေရှမ်းမြောက်ကတရုတ်နယ်ဆက်ကုံသွဲစခန်းအထိကုံသွဲပို့ကျွမ်း။လာရှိုမြို့ကအဓိကအချက်ချကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ လာရှိုမျိုးကိုပြန်ရခဲ့ပေမဲ့လည်းရှမ်းမြောင်မှာတရုတ်ထိပ်ကုန်သွယ်လမ်းပြန်ပွေဖို့ဒိန်ဒီကိုခိုင်နတ်ဖက်ကမျိုးတွေကိုစစ်တပ်ကပြန်ထိန်းချုပ်ဖို့လိုအပ်နေပြန်ပါတယ်။တသူရနှစ်ခုစစ်စင်ရပထမလှိုင်းမှာဒိန်ဒီကိုကိုကန့်တက်ကထိန်းချုပ်ထားပြီးကိုခိုင်ကိုတအောင်သက် TNA ကထိန်းချုပ်ထားခဲ့တာပါ။ဒါပြင်နတ်ဖက်ကရွာကြီးကို KIA နဲ့ TNA တို့ဟာအပိုင်းလိုက်စီထိန်းချုပ်ခဲ့တဲ့ပြင်တရုတ်ကနေမန္တလေးအထိနတ်ဆက်ကုန်သွယ်လမ်းကြောင်းပွေဖို့လာရှိုမန္တလေးကြားက တီပေါ်ကြောက်မဲနဲ့နောင်ချုံမြို့တွေကိုတက်သွင်ရနှစ်ခွန်စစ်စင်ရလိုက်နှစ်ခုအတွင်းမှာပဲ TNA ကထိန်ချုပ်နိုင်ခဲ့ပါတယ်လာရှိုးမျိုးပေါ်မှာစစ်တပ်ကမြို့ပေါ်ရက်ွက်ဆန်းကူကိုပဲထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီးမြို့ပြင်ပပလဲကကြေရော်တွေမှာကိုကက်တပ်တွေကဆက်ရှိနေခဲ့တာပါ ဒါကြောင့်လာရှုတမျိုးလုံးစစ်တပ်က အုတ်ချုပ်ရီအပြေဝလက်ပတ်နိုင်ဖို့နဲ့ကိုကက်ထိန်ချုပ်ထားတဲ့တိန်ဒီမျိုးကိုပါစစ်တပ်လက်ထက်ပြန်ထည့်ဖို့တရုတ်ဘက်ကကိုကက်ကိုဖိအားပေးနေတယ်လို့ကိုကက်နဲ့နီဆက်တဲ့စစ်ရေးသတင်းအရင်းမြစ်ကဖော်ထုတ်လာပါတယ်။လာရှုမျိုးကိုကိုကက်ကစစ်တပ်လက်ထက်ပြန်လွှဲဖို့အတွက်အေဘီလာဒဲမာတရုတ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာတန်ရှိချင်းကိုတိုင်လာရှုမျိုးအထိ ရောက်လာခဲ့တယ်လို့စစ်တပ်နဲ့ကိုကက်ကြားအပြည့်ရဲ့စောက်ကြည့်ဖို့အတွက်တရုတ်ကအဖွဲ့တစ်ဖွဲ့ပါဆီလိုခဲ့ပါတယ်။ အဲ့ဒီနောက်ကိုကတ်တပ်တွေဟာနိုင်ငံရေးဖြစ်အားများတာကြောင့်လာရှိုမျိုးကနေစောက်ခွာပေးခဲ့ရတယ်လို့ AB နောက်ဆုံးအပတ်မှာထုတ်ပြန်ခဲ့တာပါလာရှိုမျိုးကိုစစ်တပ်ပြန်ရပြီးတဲ့နောက်မြောက်ပိုင်းညီနောင်ထိန်းချုပ်ထားတဲ့မျိုးကိုပါစစ်တပ်လက်ထက်ပြန်ထည့်ဖို့တရုတ်ဘက်ကမြောက်ပိုင်းညီနောင်ကိုစစ်တိုက်ဖြစ်အားပေးနေခဲ့ပါတယ် ဒါပြင်ရှမ်းမြောက်ကကုံသွေးရိတ်ကိန်းမှာစောက်ကြနေတဲ့ကိုကတပ်ဖွဲ့ဝင်တွေကိုပါနောက်ဆုတ်ဖို့တရုတ်ဘက်ကဆန္ဒရှိနေပေမဲ့လည်းကိုကတပ်ဘက်ကအထင်ချုပ်ဒေတာတွေထဲမှာကုံသွေးရိတ်အတွက်ဖြတ်တန်းခွေပြူမှာဖြစ်ပြီးအကျုံအမျက်နဲ့အခုငွေတွေကိုစစ်တပ်နဲ့ခွဲယူဖို့ဆွေးနွေးဖို့နားလည်မှုရထားကြောင်းကိုကနဲ့နေဆက်တဲ့တရင်ရင်မြမဆိုထားပါဗျာ ဒါပေမဲ့အေဘီလာ30ရက်နေ့မှာမူဆယ်မြို့နယ်တဲကဂျူကုတ်ပန်းဆိုင်နယ်စပ်ကိမှာကိုကတ်တက်ကကိုကတ်စစ်တေတာအလံကိုဖြုတ်ချခဲ့ပြီးစစ်ကောင်စီ အလံကို ပြန်တင်ပေးခဲ့တာဖြစ်ကြောင်းဒေသတွင်းသတင်းအရေးမြင့်မှသိရပါဗျ။မြန်မာစစ်တပ်ဟာ စစ်စင်ရဲ့အထူးအဖွဲ့မှုဒုတိယပို့ချုပ်ကြီးကိုကိုဦးဦးဆောင်တို့ကိုစလဲအဖွဲ့ကတယောက်ကြားဝင်မှုနဲ့2025အပီလာကောင်ပိုင်းကနှစ်ရကြာပြုလုပ်ခဲ့တဲ့စစ်တပ်နဲ့မြောက်ပိုင်းညီနောင်သုံးဘွဲတဲကတောင်းတက် TNAA ကုမင်းဆွေတွေပွဲမှာတစ်တုံညာနှစ်ခွန်စစ်စင်ရဲ့တွင်တင်ထားတဲ့နည်းမြများမှစုခွာဖို့တောင်းဆိုခဲ့ပါတယ်။ TNAA တပ်အလုံးနောင်ချိုကြောက်မဲ့ တီဘောမိုးပုံနဲ့မိုးမိုက်ဒေတာတွေကနေနမ်ဆန်မန်တုံမြို့နယ်စတဲ့မြို့နယ်တွေကိုတတ်ဆုပ်ဖို့တောင်းဆိုပြောခဲ့တာဟာတအောင်တက်ရဲ့ဒုတိယပို့ချုပ်ကြီးတားချုပ်ကြာဦးဆောင်တဲ့ကိုစလဲအဖွဲကညင်းဆန်ခဲ့ပါတယ်။ဒါကြောင့်ဆွေးနွေးပွဲရှင်းမဆက်နိုင်တော့ပဲနှစ်ဖက်ကိုစလဲအဖွဲတွေဟာအောက်ကောက်လာမှာထပ်သွေးဆောင်ဖို့အတွက်တအောင်တက်ကကြီးညာခဲ့တာပါ။အဲ့ဒီဆွေးနွေးပွဲဟာမစ္စတာသိန်းရွှေချင်းကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ တေသတည်ငြိမ်အေးချမ်းမှုရရှိဖို့နဲ့ကုကတ်နဲ့စစ်တပ်ကြားတစ်စစ်တော့အပြစ်ရက်ဆယ်နိုင်ဖို့အတွက်ကြိုးပမ်းနေခဲ့တဲ့ဆွေးနွေးပွဲလို့ TNA ကပြောလာခဲ့ပါတယ်။အလာဒူ2024ခုနှစ်နှစ်ကောင်ပိုင်းတုန်းကလည်းတရုတ်နိုင်ငံကူမင်းမြို့မှာစစ်တပ်နဲ့ TNA တို့နှစ်ရက်ကြာတွဲဆုံဆွေးနွေးခဲ့ကြပေမဲ့လည်းမကြေလည်မှုတွေနဲ့အဆုံးသတ်ခဲ့တဲ့ကြောင့်သဘောတူညီမှုမရရှိခဲ့ပါဘူး။ တည်တုံညာနှစ်ခွန်စစ်စင်ရဲအတွင်မူဆယ်ဟာအဓိကနယ်စပ်ကုံတွယ်ရဲစစ်ခန်းတွေမြောက်ပိုင်းညီနောင်တွေထိန်းချောက်လိုက်တာကြောင့်စစ်ကောင်စီကတယုံနဲ့ကုံတွယ်ဖို့တောင်ကြီးဂျိုင်းတုံမိုင်လာလမ်းကြောင်းကိုအသုံးပြုခဲ့တာပါကြပါမယ်မန္တလေးလာရှုမူဆယ်လန်ထက်အစပေါင်းများစွာပိုကြနေတာကြောင့်အလုံးမတွင်တဲ့အခြေအနေလို့ကုန်တယ်တွေကပြောနေပါဗျ။ ကုန်တင်ကားငားရန်ခါတွေကလည်းမူဆယ်လန်ချောင်းမှာခရီးတစ်ချောင်းစာအတွက်16သိန်းဝန်းကျင်ပဲရှိခဲ့ပေမဲ့လည်းမိုင်လာလန်ချောင်းအတွက်330ဝန်းကျင်အထိကာခကျသင့်နေတာပါ။တစ်ဖက်မှာလည်းခရီးလောင်းဝေပြီးရက်ကြာနေတာကြောင့်ကုန်စည်တွေမလက်ဆက်တာပုတ်တိုးတာကြောင့်တရုတ်ကုန်သည်တွေကဈေးနှိုင်းပေးနေရတာကြောင့်အရှုံးပေါ်တဲ့အခြေအနေဖြစ်နေတာပါ။မိုးရသည့်ကာလမှာလက်မကောင်းတဲ့အခြေအနေတွေကြောင့်လန်ခီတစ်ချောင်းတလားကျနိုင်တယ်လို့ကုန်သည်တွေကသုံးသပ်ထားကြတာပါ။တရုတ်ပြည်ကိုမြန်မာပြည်မှဆန်ပဲနဲ့စတဲ့အသီးနှံတွေတင် ဖို့ရောင်းချနေကြပြီအဝတ်အထည်စေဝါနဲ့အိမ်ဆောင်ပစ္စည်းတွေဟာတရုတ်ကနေတင်သွင်းနေကြတာပါမူဆယ်မြို့နယ်တဲကကျင်းစန်းကြော့ဂိတ်ဟာလည်း2025ခုနှစ်မေလအစပိုင်းအထိမြန်မာဘက်ကပို့ကုန်တွေကိုတရုတ်ကလက်မခံပဲတရုတ်ဘက်ကစေဝါလူသုံးကုန်နဲ့အိမ်ဆောင်ပစ္စည်းအချို့တွေပဲမြန်မာဘက်ထဲတင်သွင်းနေရပါတယ်တရုတ်နယ်ဆက်ကုန်သွယ်ရေးအတွက်မန္တလေးလာရှုံမူဆယ်လမ်းကြောင်းဟာအချောမွေ့ဆုံးနဲ့ခရီးအသွင်ဆုံးလို့ကုန်သွယ်တွေကမှတ်ချက်ပြုကြပါတယ် တရုတ်စောက်ကြည့်မှုကြောင့်ရှမ်းမြောင်မှာကိုကန့်နဲ့အပြစ်ရထားတဲ့စစ်သားဟာ TNA ထိန်းချုပ်နယ်မြေမှာအပြီလာကစားပြီးထိုးစစ်တွေအချိန်ဟုန်မြစ်လာခဲ့ပါတယ်။ မန္တလေးလာရှုပြည်တော်စုလမ်းပေါ်မှာရှိတဲ့တိဘောကြောင်မဲနောင်ချိုသုံးမြို့တဲကနောင်ချိုမြို့ဆားတဲ့မြို့တွေကိုအလုံးစုံပြန်ရရှိဖို့အတွက်စစ်တပ်ဟာထိုးစစ်သုံးခုနဲ့တိုက်ပွဲဖော်ဆောင်နေကြောင်းစစ်ရဲတရင်အရင်မြစ်ထံမှသိရပါဗျ။နောင်ချိုမြို့နယ်တဲကစစ်တပ်ရဲ့အမှတ်900နှစ်အမြောက်စခန်းကုကံမှုဌာနချုပ်အပြင်အခြားအမြောက်တပ်ရင်းတွေပါရှိနေတာကြောင့်တောင်ခမ်းရွာကိုစစ်တပ်ကထိန်းချုပ်ထားပေမဲ့လည်းနောင်ချိုမြို့ပေါ်ကို TNAA ကထိန်းချုပ်ထားပါဗျ။မန္တလေးနောင်ချိုကြား TNAA နဲ့ဒေါ်လာ ်အဖွဲ့တွေပူပေါင်းထိန်းချုပ်ထားတဲ့မထရာတပိတ်ကျင်းတကြောကိုပါစစ်တပ်ကပြန်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေခဲ့ပါတယ်။ မတရာမျိုးနယ်တဲကိုအေဘီလာကစာပြီးစစ်တပ်ကထိုးစစ်ဆင်နေတယ်လို့တပိုက်စီမျိုးနယ်တဲကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်နေကြတာပါအေဘီဒလာတဲမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တပိုက်စီမျိုးနယ်တဲကလူ40ကျော်တေဆုံးခဲ့တယ်လို့တေသတရင်အရင်မြစ်ထံမှသိရပါတယ်တရုတ်အစိုးရနဲ့စစ်တပ်တို့တရုတ်နယ်စပ်ကုံတွယ်ရဲလမ်းကြောင်းပြန်ပွေဖို့စူးစမ်းနေပေမဲ့လည်းကုံတွယ်ဖြတ်တမ်းမဲ့နယ်မြေတွေကိုစစ်တပ်ပြန်မစိုးနိုင်တဲ့ရွေ့ကုံတွယ်ရဲပြန်ဆနိုင်မှာမဟုတ်ကြောင်းနိုင်ငံရဲ့အကြက်ခတ်သူတွေကထောက်ပြ ြထားပါတယ်။တယောက်ဟာကိုယ့်ကက်ကိုဖိအားပေးနိုင်ပေမဲ့လည်းရှမ်းမြောက်လာရှိုးအားနေမူဆက်အထိလမ်းပြပွေ့သွားမယ်ဆိုရင်မန္တလေးလာရှိုးလမ်းကြောင်းကိုစစ်သက်မအုပ်စီနိုင်ရင်မူဆက်ဂိတ်တွေပွေ့လဲအလာကားပဲလို့အကဲခတ်တူကပြောဆိုထားပါတယ်။ အချုပ်အပြစ်ပြောရမယ်ဆိုရင်အာဏာသိမ်းစစ်ကောင်စီဟာစစ်ရှုံနေမျိုးတွေကိုပြန်လည်ရရှိဖို့စစ်အာဏာရှင်ပိသားစွာလေကြောင်းအာကိုပြီးအကြမ်းဖက်နှိစဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာမြန်မာပြည်မှာရရှိတဲ့စစ်ပွဲရဲ့အကျိုးအမြတ်တွေကိုဆက်လက်ကာကွယ်ဖို့စစ်ကောင်စီကိုတရားဝင်အစိုးရအဖြစ်အထောက်ပံ့ပေးနေစဲဖြစ်ပါတယ်။ဒါပြင်စစ်အာဏာစတဲ့ကတည်းကမြန်မာပြည်ရဲ့ရေကိုအတန်တိုက်ဆွဲဝင်ရောက်ဆွတ်ဖန်နေတဲ့တရုတ်အစိုးရဟာ 2025နောက်ပိုင်းလာရှိုးသမြုပ်လုံးကိုစစ်ရှုံစစ်သက်လက်ထက်အောက်ချုပ်ရေးအပြေဝလဲပန်းနိုင်ဖို့ကူညီနေတာကိုပုံမသိတာထင်ရှားလာပါတယ်။တက်တုံညာနှစ်ခွန်စစ်စင်ရေးထိုးစစ်ကြောင့်မန္တလေးလာရှိုးမူဆယ်ပြည်ထောင်စုလက်မတခြားဟာမြောက်ပိုင်းညီနောင်တွေအဖွဲ့နဲ့ကစင်လွတ်လပ်ရေးတပ် KIA တို့အပိုင်းလိုက်ထိန်းချုပ်ထားတာကြောင့်စစ်သက်နဲ့တရုတ်အကျိုးစီးပွားများစွာထိခိုက်နေခဲ့တာပါ။ ဒါကြောင့်ပြည်သူကိုစားမပြုတဲ့စစ်အာဏာရှင်နဲ့တရုတ်အစိုးရတို့ဟာလူမျိုးနယ်မြေတွေကို၎င်းရဲ့လက်ထက်ပြန်လည်ရရှိဖို့ပန်းနိုင်သူခီးသူဖြစ်နေပါတယ်တရုတ်နိုင်ငံအနေဖြင့်မြန်မာကိုအဲ့သူပုံမြအတိုက်ဝန်တည်ဆောက်မှုကိုနှက်ဆိုင်စွာဖော်ဆောင်သွားမယ်လို့ပြောဆိုခြင်းဟာဒေသခံပြည်သူအတွက်မဟုတ်ဘဲဆက်အာဏာရှင်အုပ်စုနဲ့တရုတ်စီးပွားရေးအတွက်သာအကျိုးရှိတယ်လို့သုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။ ယခုတုံသက်ချက်စာရန်ကိုပရမယာအီစီဂျူမှနိုင်ငံရေးသူတည်သည့်များရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။